ဟယ်လိုချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ် November 18ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာကြည့်ကြပါမယ်ဖြစ်ပါတယ်ဟုတ်ကဲ့ထုံးစံတိုင်းပါပဲသတင်းဗီဒီယိုတွေမကြည့်ခင်မှာလိုရေးတိုးရှင်သတင်းအများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ဲ့တော့မနေ့ကမတင်ဆက်ခဲ့ရတဲ့သတင်းတွေအပြင်သတင်းအစ်စ်တွေပေါ့နော်ကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့စင်ပောင်ဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းမှာစစ်သားများလိုက်ပါလာသောကားနှစ်စီးကိုတိုက်ခိုက်မှုဗိုလ်ကြီးစိုးကူကူမှအပေါင်းစစ်သား၃ကောင်မျိုးစားပြည်ပြည်လက်နက်လက်ပါတိုက်စဲရရှိမိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒါကထိုတိုက်ခိုက်မှုအတွင်းနဲ့အိမ်စီးကောက်မှလိုက်ပါလာသောအကြမ်းဖက်စစ်တပ်ဖက်မှဗိုလ်ကြီးစိုးကူကူမှအပေါင်းဝင်စစ်သား၃ကောင်မျိုးစားဖြစ်ခဲ့ကြောင်းသိရပါတယ်ထို့ပြင်အကြမ်းဖက်စစ်သားများထံမှယူနီဖောင်းတစုံ အမေတာတင်းကြီးတခု အမေတာတင်းကြီးအတောက်20 AK ဒင်ခေါက်တနက်တလက်79ဘုံပစ်လောင်ချာတလက်40မမဘုံ6လုံးနဲ့လက်ကင်ဘုံ3လုံးတို့ကိုတင်းစေးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာပွဲဖြစ်တာတော့ဟုတ်ပါတယ်တဲ့နောက်ပြီးဒီစစ်ခွေးတဲ့နားပိတ်ရွာကိုမီးရှို့သွားတယ်နေရင်ပျက်စီးမှုကိုကျွန်တော်တို့အတိမပြုနိုင်သေးဘူးလို့သိရပါတော့အဲ့တော့ P2A ကိုမီးရှို့နေတဲ့အဖွဲ့ကိုခုလိုမျိုးတုတ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ ကဲနောက်တဲ့သတင်းပုဒ်ကတော့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဟာစီနာကွတ်မြတ်မှာတည်ထောင်ချမှတ်ခံရဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ပြပောက်ကိုထွက်ပြေးတင်းချောင်းနေသူဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာကိုဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုကမျက်ကွယ်မှာတည်ထောင်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဟာစီနာဟာမနစ်တုန်းကသူ့ဦးဆောင်တဲ့အစိုးရကိုဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေဦးဆောင်ဆန္ဒပြမှုပုံရဲရဲစက်စက်အကြမ်းဖက်ဖြိုခွင်းဖို့အမိန့်ပေးခဲ့ကြောင်းဆွဆဲခံရပြီးဒီလိုရဟာလူသားမျိုးနယ်ပေါ်ရာဇဝတ်မှုကျွလုံးရောက်တယ်လို့တရားသူကြီးကဆုံးဖြတ်ခဲ့တာလို့သိရပါတယ်နော်။အဲ့တော့အခုလိုမျိုးပေါ့နော်ဘင်္ဂလားဒေ့ရှ်မှာဆိုသူကခဏပဲဖြစ်သွားတာနော်တိတ်တော့မကြလိုက်ဘူးပြီးသွားပြီးတော့သူထွက်ပြေးသွားတာနဲ့ ဒီရေခင်းပြီးသလိုဖြစ်သွားတာပေါ့နော်အခုမြန်မာပြည်မှာကတော့ဖြစ်လာတာ9နှစ်ရှိသွားပြီအဲ့တော့ချက်ဖက်မင်းအောင်လိုင်းကအចောင်းသူចောင်းသားတွေတာမကဘူးเนาะចောင်းတွေကိုဘုံကျဲတယ်เนาะလမ်းမှာစာနာပြတဲ့သူပဲမဟုတ်ဘူးเนาะဘုံကျဲတယ်ပြီးသူတွေကိုလည်းဘုံကျဲတယ်ဒီလောက်တက်ဖြတ်နေတဲ့လူအခုချိန်ကြီးကျွန်တော်တို့မြန်မာပြည်မှာတော့မစီနိုင်သေးဘူးเนาะအဲ့တော့မကြပါဘူးเนาะရှိတ်ဟာစီနာလို့ဘဝတဆိုးတဲ့အခြေအနေကိုမင်းအောင်လိုင်းမကြခင်ရောက်တော့မှာဆိုတာတော့သိကြပါတယ်เนาะ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကပါစာ23နီးကစစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတက်တွေသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းကန်ကောမြို့နယ်ကျောမြို့ကစစ်တပ်ရဲ့အမှတ်23ကားကိုပစ်စည်းဆိုင်ုံကပါစာ23နီးကဂိတ်စခန်းဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ယောဂကွေစစ်တပ်ဒေသဦးစည်းဦးဆောင်ကော်မတီ YDF ကသတင်းပို့ပို့ထားလို့သိရပါတယ်။ကဲနော်တဲ့တင်ဘုတ်ကတော့ကြားဖြန့်ခိုင်းများကိုအမြင့်ပြတ်ချေမှုသွားမယ်လို့အချက်မဲ့စစ်ကောင်ဆောင်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲ့တော့နာအာနာသိစိတ်ကောင်းဆောင်ဟာနေဆက်ဒေတာများတွင်ကျူးလွန်လှောက်ရှားနေသောကြားဖြန့်ကခွင့် online ငွေလိမ်ခိုင်းများကိုအမြင့်ပြည့်ချေမှုရှင်းလင်းသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်မော်လမြိုင်မြို့နယ်သို့တွားရောက်၍လက်အောက်ခံဌာနဆိုင်ရာမြို့မိမြို့ဖမှားနှင့်တွေ့ဆုံစဉ်ထိတ်သွင်းပြောကြားခဲ့သွားတယ်လို့သိရပါတယ်နော်။ဆိုပါကဘာကျော်ကြားဖြန့်ခိုင်းများကိုကော့စစ်ကော်မရှင်ပါဝင်ပတ်သက်မှုရှိသည့်၎င်းတို့၏လက်အောက်ခံကရင်နယ်ခြားဆောင်တပ် BJP ကဥဆောင်ကတရုတ်နိုင်ငံမှရာဇဝတ်ခိုင်းများနှင့်ပူးပေါင်းလှုပ်ဆောင်နေသလိုအပြစ်ရထားသောကရင်လက်နက်ကိုင်အဖွဲ့ DKP ကလည်းဆက်နေနေကြောင်းသတင်းများအရသိရပါတယ်တဲ့။ထို့သူကြားဖြန့်ခိုင်း KK ပတ်နေရာကိုစစ်ကော်မရှင်နေဖြင့်ဝင်ရောက် ဖမ်းဆီးဖြိုချနိုင်မှုများသည်စတားလင်တုံးရင်ငွေလင်ကိုင်းမြပြန်လည်ကြီးထောင်မှုပေါ်တရုတ်အစိုးရအပြင်အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမည်ဆိုသောထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်လှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာခုချိန်မှာဆိုရင်တော့မေးအောင်လိုင်းကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်ကြီးကြောက်နေရတဲ့အနေအထားဖြစ်ပါတော့เนาะအဲ့တော့ဒီအမေရိကန်ကသာတကယ်လို့ပါဝင်ခဲ့သည်ရှိတော့ပါเนาะမြန်မာပြည်အတွက်ကတော့ဒီမကောင်းတဲ့အလားအလာလည်းရှိရတယ်ဆိုတော့သူများတွေတုံ့သက်တယ်လို့မေးအောင်လိုင်းချက်ချင်းပြုတ်ချသွားနိုင်တယ်လို့လည်းတုံ့သက်သူတွေရှိနေပါတယ်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းမူရလမ်းဘက်မှာပြည်သူများဖမ်းဆီးငွေငွေညစ်ပြီးတော့ပြန်လာတဲ့ထရေးအုပ်စည်းရေးနဲ့စစ်အုပ်စုပြစ်ခတ်ခံရပြီးခုနကဥမီရောစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် စကိုင်းတိုင်းစကိုင်းမြို့နယ်ကတလူဂိုးတိုးကိတ်ကနေပြည်သူတွေထံကငွေကြီးဖန်ဆီးငွေကြီးပြီးပြန်လာတဲ့ထရေးအုပ်စည်းကြော်ရဲလွင်နဲ့အပေါင်းပါစစ်သားများကိုပြစ်ခတ်တိုက်ခတ်ခဲ့ရခုနှစ်ယောက်တိဆုံးခဲ့တယ်လို့လင်းယုံညီတော်ပျောက်ကြားတပ်ဖွဲ့ကဒီနေ့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ28ညပိုင်းကစကိုင်းမုံရလမ်းပိုင်းစကိုင်းတက်ကရိုနီမှာထရေးအုပ်စည်းကြော်ရဲလွင်နဲ့အပေါင်းပါစစ်သားတွေဆင်းလာတဲ့ကာကိုတိုက်ခတ်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။ကဲနောက်ဖက်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တော်လိုင်းကြီးပြီးတဲ့အချိန်ကျရင်လင်းလင်းဘလို့ရက်တည်မလဲဆိုတော့ကိုသူ့ရဲ့ဒီရောင်နေလိုက်မှာပြောသွားတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ တကယ်ပဲလေးစားဖို့ကောင်းပါတယ်အဲ့တော့ဒီမှာဆိုရင်တော်လိုင်းပြီးသွားရင်ပြည်သူလူထုဘက်မှာမရက်တီးတဲ့သူတွေနဲ့ငွေကြေးဘယ်လောက်ရရအလုံးမလုံးဘူးလို့လင်းလင်းကအမေရိကန်နိုင်ငံဘာဖလိုမြို့မှာပြုတ်လို့တဲ့ရောင်ဒီပွဲမှာပြည်သက်တွေကိုဂရီပေးတာခဲ့ပါတယ်တော်လိုင်းရေးပြီးတဲ့နောက်မှာလည်းလူထုတော်လိုင်းရေးနဲ့အတူမရှိတဲ့လူတွေနဲ့ပတ်သက်ပြီးဖြောပြဖို့မရှိဘူးအဲ့ပွဲတွေကိုဘယ်လောက်ပြေးပြေးလိုက်ဖို့မရှိဘူးဆိုတော့ကိုလည်းကိုကိုကိုပြည်သူရှိမှစာစစ်ချုပ်ပြီးပြောပါတယ်ဆိုပြီးလင်းလင်းကပြောထားတယ်ပေါ့နော်အဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်နော်ကျွန်တော်ကျေတော့မယ်တော်လိုင်းပြောရတဲ့နောက်မှာလည်း ော်နိုင်တဲ့သူမရှိခဲ့တဲ့လူနဲ့ပတ်သက်လို့ကျွန်တော်ဖြောပြလို့မရှိဘူးအဲဘွဲလူဘလောက်ပြီးမကျွန်တော် live မရှိဘူးဆိုတော့အဲကိုကိုကိုဒီမှာလူချင်းစီပြောပြီးရစာချုပ်ချုပ်တာပေါ့နော်ကဲဒါတော့ကျွန်တော်လေးစားရတယ်ဒေါ်လာဘတ်တော်သား နော်ဆိုတော့လင်းလင်းပဲဖြစ်ပါတယ်နော်တကယ်ပဲလေးစားဖို့ကောင်းပါတယ်ခုချိန်မှာဆိုရင်ဒီချက်မစစ်ကောင်စီအောက်မှာနေခဲ့တဲ့နှုတ်ပညာရှင်ဆိုတဲ့ကောင်တွေကတော့မြင်တဲ့တိုင်းပါပဲနော်မင်းအောင်လန်ခန်းသမျှလုပ်နေရဖြစ်ပါတယ်သူတို့ဘလောက်ပဲအာဒါဒီတနက်တနက်ထောက်ထားလို့လုပ်ရတယ်ပဲဖြစ်ဖြစ်ပါတော့နော်သူတို့မှရွေးချယ်ပါကွင်ရှိပြီးသားဖြစ်ပါတယ်နော် နောက်ထပ်သတင်းပုဒ်ကတော့ပေါ်တာဆွဲခံရသူ၄ဦးကျွန်းလအချုပ်ထောင်ဖောက်မပြောသည့်မိဖုတ်စာက၃ညလမ်းလမ်းလျှောက်ပြီးမှ PDF တက်များကိုရောက်ရှိလျက်မြောက်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့တော့ပတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့အမျိုးသား၄ဦးကျွန်းလအချုပ်ထောင်ဖောက်ပြီးတော့ ကျွန်ပြောသည့်မိဖို့အစားက3ညလမ်းလျှောက်ပြီးတော်လိုင်းထက်မြောက်ရောက်ရှိသွားလွတ်မြောက်လာတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့အော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ10ရက်နေ့အတွင်းကမ်ပလူမြို့နယ်ဘူးကုန်းစစ်တပ်အထိုင်ဂိတ်မှာပေါ်တာဆွဲခံရပြီးကျွန်းလာအချုပ်တောင်သို့ပို့ဆောင်ခဲ့ခံခဲ့ရတဲ့အမျိုးသားများအနက်16နှစ်အရွယ်အမျိုးသားတအူးကဦးဆောင်က4ဦးဒီနိုဝင်ဘာလ10ရက်ည7နာရီခွဲခန့်မှာအချုပ်တောင်ဖောက်၍3ညတိုင်တိုင်ဖက်မှတ်ပါပဲလမ်းလျှောက်ပြီးတော့တော်လိုင်းတစ်ခွင်များနဲ့ရောက်ရှိခဲ့ကြောင်းကျွန်းလာတစ်ခွင်လှရှားရေးအဖွဲ့က နိုဝင်ဘာ16ရက်နေ့ညမှာသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ပေါ်တာဆွဲခံရတဲ့ထဲမှာရေစကြိုမြို့နယ်အသက်16နှစ်အရွယ်မျိုးသားလေးပါဝင်ပြီးပြည်ချင်းနာမှာရှိတဲ့ငပြောချံမှာလှုပ်လှုပ်ရင်းရေစကြိုမှလက်ထရက်ကား3စီးပြင်းထွက်လာရာနိုဝင်ဘာ2ရက်နေ့ဘူးကုန်းဂိတ်တွင်ကားနှစ်စီးပါမျိုးသား73ဦးပေါ်တာဆွဲခံလိုက်ရကနိုဝင်ဘာ3ရက်နေ့တွင်ကျွန်းလာအချုပ်ထောင်သို့ပို့ဆောင်ခဲ့ရကြောင်းအချုပ်ထောင်တွင်တော့စစ်ဗိုလ်တအူတရားချတစ်ခါရောက်လာကစစ်တပ်၏ဆွမ်းဆောင်ရည်များနဲ့ PDF ထံသို့ရောက်ပါကဖမ်းဆီးအသက်ပြတ်ခံရတဲ့အကြောင်းပြောဆိုစည်းရုံးလေးရှိကြောင်းသိရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအသက်16နှစ်ဆိုတာငငယ်လေးပဲ းရှိသေးတယ်နော်ထောင်ဖောက်ပြေးပြီးတော့ထောင်ဖောက်ပြီးတော့ဗောနော်လွတ်အောင်ပြေးနေတာတကယ်ပဲလေးစားဖို့ကောင်းပါတယ်နော်ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့အခုဆိုရင်ဒီမိုးကုတ်ကိုစက်မစစ်ကောင်စီကိုပြန်ပေးလိုက်တဲ့သတင်းအလုံးလေးသိပြီးသားဖြစ်ပါတယ်နော်အဲ့ဒီမှာဒီ TNL ကနောက်ဆုတ်သွားရင်ကျွန်တော် PDF တီကဝင်ပြီးမှမြို့ကိုကောက်ရဲစောက်ရှောက်မယ်လို့ကြေညာထားတယ်ဗျာ။ဒါပေမဲ့လည်းအခုမှသတင်းတွေပြန်ဗာပြန်ထွက်လဲဆိုတော့ TNL ကအချမ်းပဲစစ်ကောင်စီကိုသူတို့ကိုယ်တိုင်ဆွဲပြီးမှဗောနော်ဒီ TNL မြို့ထဲကိုကောက်ွေပြီးမှထည့်ပေးမယ်ဆိုတဲ့သတင်းလည်းကြားဗောနော်။အဲ့လိုထည့်တယ်ဆိုရင်တော့ဒီ PDF ရဲ့ဒီမျိုးကာကွယ်မယ်ဆိုတဲ့ဟာစီမံကပြတ်တလို့ဖြစ်သွားတယ်ပေါ့နော်။လောက်အခိုင်ကခတ်သွားတဲ့ပုံစံမှာရှိတယ်။အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ရေဘော်ရှန်လေးသုံးသက်ချက်လေးနောက်ထောင်ကြည့်အောင်နော်။တိုးဆိုတောင်းမှန်မှုပေါ့ဗျာ။ဒီအခြေအနေကြီးချားတဲ့မှာ တော့မိုးပုံမျိုးအထဲကို DNLE ကစကွေးတက်ကိုခေါ်သွင်းရမယ်ခေါ်သွင်းပြီးတော့ထဲထဲမှာမာမိတ်ကျွန်တော်တို့ဆက်ဆံရေးယုံထားရမယ်ဆက်ဆံရေးယုံထားဆက်ဆံရေးယုံထားပြီးတော့မှအဲ့ဒီမှာစကွေးတက်တွေ့ကိုတင်းတင်းချာချာအထိုင်ချပြီးတော့မှ DNLE ကစုတ်ခွာရမယ်ဆိုတဲ့အကြောင်းဖြစ်လာ တော့ဒီကြောင်ဖြစ်နိုင်လားဒီလိုမျိုးဖြစ်ပေါ်နိုင်လားပြီးတော့ဒီအတွက်ကောကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမန်လေး PDF အပါဝင်ပေါ့ဗျာဒါလေးကိုကျွန်တော်တို့ကလက်ခံသွားမှာလားဆို TNL နဲ့ကကျွန်တော်တို့ကတော့မာမိတ်ပါပဲ TNL ကတရုတ်ရဲ့ဖီအားနဲ့သူတို့မိုးကုတ်ကနေပြီးတော့စွန့်ခွာဆိုတော့သူတို့စွန့်ခွာမယ်ဆိုတော့ ဒီသတင်းတွေထွက်ပေါ်ပြီးတော့ဗောနော်အတီးပြုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအားလုံးဟာဒီနေမြင်တဲ့ပတ်သက်တဲ့ area တစ်ဝက်လုံးကိုထိန်းချုပ်စိုးမိုးပြီးတော့ကျွန်တော်တို့ခုခံမယ်ဆိုတဲ့သတင်းတွေအများကြီးထွက်ပေါ်လာတယ်ကျွန်တော်ပြောဖို့ပါတယ်ကျွန်တော်တို့ကခုခံစစ်မဟုတ်ကျွန်တော်တို့ကထုစစ်ပါဘယ်ထိရောက်လာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ ငကိုလဲကဂျမဖက်စခွေးတက်ကမြောက်ပိုင်းမှာခွေးရှုံဝက်ရှုံရှုံထားတဲ့တက်ခွေးပြည့်ဝပြီးပြေးထားတဲ့တက်အချို့သောစစ်ပိုလ်ချုပ်တွေဆိုရင်အဖမ်းခံပြီးတော့မှ MNDA ကနေပြီးတော့ပြန်လှုပ်ပေးထားတဲ့ကောင်တွေပြန်ပြီးတော့စစ်တောင်းပြန်ထိုးခိုင်းအချို့သောစစ်ပိုလ်ချုပ်တွေဆိုရင်တစ်ခါတည်းအဖမ်းခံရတာမဟုတ်ဘဲနဲ့နှစ်ခါပြန်အဖမ်းခံရတဲ့ကောင်တွေလည်း ဆိုတော့ဟိုဘက်ကမဖြစ်မနေလောက်ခိုင်းလို့တာသူတို့ကဒီနေရာကိုဝင်လာရမှာမဟုတ်ဘူးမဟုတ်ဘူးဝင်လာမယ်ဆိုလည်းပဲတစားစီဖြစ်မယ်ဆိုတာဒါမဲ့ကောင်တွေအကုန်လုံးကလည်းသိဒါကြောင့်တရုတ်ကို ထပ်ပြီးတော့သူတို့တွေအကူအညီတောင်းတာကြောင့်တရုတ်ကလည်းပဲ TNLA ကိုထပ်ပြီးတော့ VR ပေးပြီးတော့ TNLA အနေနဲ့စကုတ်တက်ကိုမဟုတ်သေးသည့်ခေါ်သွင်းပြီးတော့မှနေရာချပြီးတော့မှဟန်အိုဗာလုပ်ပြီးတော့မှ ်ဆက်ဆက်ရေးရုံးမှာဖွင့်ပြီးတော့မှမင်းတို့တက်ဆုတ်ကမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်ဘလောက်တောင်အကြောက်တရားကြီးနေလဲကျွန်တော်ရင်ပြသဆိုကျွန်တော်ကအမြဲတမ်းပြောရတဲ့ကောင်တွေစချုံတက်မင်းတို့လှဲ့တော့တိမ်မှာကြောက်နေတာအခုတော့မှယောဂအေးဟုတ်ပြီမင်းတို့မုတ်ကုတ်ထဲကိုဝင်နေတယ်ဆိုဝင်ပဲချင်းပဲခလာပုံပြဟုတ်ပြီ DNA လေးစုတ်ကောင်ဝင်ပါလားကွာဆိုတော့အဲ့လိုကြတော့ဝင်ရဘူးမလုတ်ပါနဲ့ ကျွန်တော်တို့ကိုတေချာနိုင်ချသေးပါကျွန်တော်တို့ကလူကြီးယူပေးပါကျွန်တော်တို့ကကားဝယ်ပေးပါတကယ်လို့ကျွန်တော်တို့ကလာတဲ့အချိန်မှာဒီကောင်တွေကကျွန်တော်တို့ကိုပြင်ပြီးလို့လုပ်နေကျွန်တော်တို့တေသွားမှာပေါ့တေပေါ့တေမှာပါပဲကျွန်တော်အမိသားစုအခုကကျွန်တော်တို့ရဲ့အလက်ကိုပြန်ပြီးတော့ရောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါနိုင်ငံဒေတာတော်တော်များများမှာပေါ့နော်လက်ရှိကျွန်တော်တို့အညာမြင်နဲ့ပတ်သက်တဲ့ဒါစီးရေးနိုင်ငံရေးတကယ့်ကိုကြီးကြီးမားမား ပြောင်းလဲမှုနဲ့အတူအော်ပြောင်းလဲတစ်ခုမြင်တွေ့ရမယ်လို့တော့ကျွန်တော်တို့ကညှောလင်းတယ်ပြီးတော့ဖြစ်လာဖို့လည်းရှိလာပါတယ်ရှိနေပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ကြားညက်ပြီးတော့သတင်းကြိုတင်ပြီးတော့သတင်းပြောရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မိသားစုဝင်အနေနဲ့စောင့်ကြည့်ပါကျွန်တော်အများကြီးတောင်းနေရပြောနေတဲ့အတိုင်းပဲအညာမီကကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်။ညာသားကြီးတွေဟာဒါစစ်ယူနီဖောင်းမရှိခင်တည်းက ကျောင်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလုံခြုံရေးဒီ uniform equipment စသည်အပြည့် accessory ပေါ့ဗျာဒါတွေမရှိပေမဲ့သူတို့ငကိုတဲကဘောင်းမီပစိုးနဲ့ဂွင်းတိုင်းပြီးတော့တိုက်ခဲ့တဲ့သူတွေဖြစ်တယ်။ Okay ဒါတော့မိုးကုံနဲ့ပတ်သက်ပြီးတော့ရေဘော်ရှန်ဒီပြောထားတဲ့သတင်းဖြစ်ပါနော်။ဘလို့ပဲပြောဒီမိုးကုတ်ကို PDF ကကာကွယ်မယ်ဆိုတော့တော်တော်ကြောက်ပြီးတော့ဗောနော်အခုချိန်ဆိုသူ့ဘတိုက်ဥကြီးစီမှာတွားရမှာအာဒီ TLN ကကာကွယ်ယူဖို့ပေါ့နော်သူတောင်းပန်နေရနေတာဖြစ်ပါတယ်နော်အဲ့တော့ TLN တွေကအဲ့လိုမျိုးအကာကွယ်ယူပြီးမှပို့ပြီးမှဆိုရင်တော့ဒါတော်တော်လေးကိုအာဘယ်လိုလဲ TLN တွေဒီတော်လိုင်းဖက်ချမ်းပါလဲအထီးရှားလေးတွေဖြစ်လာမယ်လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့အခုချိန်ဆိုရင်အမှန်ဆို TLN ကစုတ်တော့စုတ်မစုတ်ပေးသင့်ဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့တရုတ်ဖိအားကြောင့်စုတ်တယ်ဆိုရင်တော့မှဒီလိုမျိုးကာကွယ်မယ်ဆိုရင်တော့ဒါမဖြစ်သင့်တဲ့ဟာပေါ့နော်အဲ့ဒီပုံမှန်လေးကျွန်တော်ဘယ်လိုဖြစ်လာမလဲဆိုတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်နော်ကဲနောက်ဆုံးမှာတော့ကျွန်တော်ဘင်္ဂလားဒေ့ရှ်က ဒီရှိတ်ဟာစီနာတေတန်ချမှတ်ခံရတဲ့ဒေနဲ့ပတ်သက်ပြီးမှအခုစီသုံးသက်ချက်လေးနောက်ကြည့်အောင်နော်တည်င်းတစ်ခုတက်လာတယ်အဲ့ဒါကတော့အားလုံးတည်တယ်တိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆန္ဒပြမှုတွေခုနှစ်ကဖြစ်တယ်အဲ့ဒီမှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာထွက်ပြေးရတန်းကြီးရတယ်အခုအိန္ဒိယမှာခိုးလုံးနေတယ်အဲ့ဒီရှိတ်ဟာစီနာကိုအခုဘင်္ဂလားနိုင်ငံနိုင်ငံကရာဇဝတ်ခေါယုံ TBC ကနေရှိတ်ဟာစီနာဟာလူသားမျိုးနွယ်ကိုတုံးအောင်တက်ဖြတ်တယ်ဆိုတော့ဆွတ်ဆွဲချက်နဲ့ မြက်ွက်သေးတန်းချမှတ်လိုက်တယ်နော်ခေါင်းစဉ်တွေလွဲသွားတယ်မြန်မာပြည်မှာချရမှာနော်မင်းအောင်လှိုင်ကိုအဲ့ဒီအတိုင်းလာရမယ်ဘာကြောင့်လဲကျွန်တော်ဆက်ရှင်းပြပါမယ်ရှိန်ဟာစင်နာကိုတေတန်းရှတယ်ဆိုရင်မင်းအောင်လှိုင်ကိုကတေတန်းအ ਨੇ ဆုံး၁၀တက်ချရမှာဘာကြောင့်လဲမင်းအောင်လှိုင်ရဲ့ပြစ်မှုတွေလည်းကျွန်တော်ပြောပြမယ်ရှိန်ဟာစင်နာကိုဘာဖြစ်လို့ TVC ဒီနိုင်ငံတကာရာဇဝတ်ခုံရုံးနော်ဘင်္ဂလားဒေ့ရှ်ကနိုင်ငံတကာရာဇဝတ်ခုံရုံးပေါ့ TVC ကနေဘာဖြစ်လို့ မျက်ွယ်တည်တံ့ချရဆိုမျက်ွယ်ဖြစ်နေတာကတော့သူအစိုးရစံနှပြတဲ့အချိန်မှာဒီစံနှပြတဲ့ပြည်သူတွေကိုမနိုင်တဲ့အဆုံးမှာဘေးကထွက်ပြေးရတာအခုအိန္ဒိယမှာခိုးလုံနေတယ်အဲ့တော့ရှိဟန်စီနာကဘင်္ဂလားဒေ့ရှ်ကို15နှစ်တောင်အာဏာကင်ဆွဲခဲ့တဲ့သူတယောက်ဒါပေမဲ့ဒီចောင်းသားတွေစံနှပြတဲ့အချိန်မှာအဲ့ဒီចောင်းသားတွေကိုရရက်ဆက်ဆက်တတ်ဖို့အမိတ်ပေးတယ်အဲ့ဒီလိုအမိတ်ပေးတဲ့မှာလူရာရာနဲ့ချီ အမိတ်ဒီရှေ့ဟာစီနာကအမိတ်ပေးခဲ့တယ်ဆိုတော့အဲ့ဒီဆွတ်ဆွဲချက်တစ်ခုနဲ့တင်ဘင်္ဂလားဒေ့ရှ်တရားရုံးကဒီရှေ့ဟာစီနာဝန်ကြီးချုပ်ဟောင်းပေါ့နော်သူ့ကိုပေတံချမှတ်ခဲ့တယ်အယက်ကျွန်တော်တို့တွေကလေဒါဒါတွေကပေါ့ပေါ့လေးမတော့ပါနဲ့နိုင်ငံတကာကမှဖြစ်တဲ့အရာငါတို့နဲ့မဆိုင်ဘူးမလုပ်ပါနဲ့ကျွန်တော်တို့ရှေ့ဟာစီနာ အဲ့ဒီဆန္ဒပြပွဲလေးတစ်ခုမှအဲ့ဒါလိုမျိုးအမိတ်ပေးခဲ့ဒါပေမဲ့ဒီဆန္ဒပြပွဲနဲ့အဲ့ဒီအထီးကရုံးမှလူထောင်၄၀၀လောက်တည်တယ်လို့အဲကုလသမဂ္ဂကတော့စုံစမ်းစစ်ဆေးအဖွဲ့ကတော့ကြေညာထားတာရှိတယ်ဒါပေမဲ့အတိအကျတော့ဟိုပြောလို့မရဘူးပေါ့ဒါဘလို့ဖြစ်ဖြစ်အခုချိန်ရစီနာကိုချလိုက်တဲ့အမှုဟာဒီကြောင်းသားတွေကိုရေးရဲဆက်ဆက်ဖြိုခွင်းဖို့အမိတ်ပေးလို့အဲ့ဒါလောက်လေးနဲ့တေတံချမှတ်ခဲ့တယ်အဲ့ဒါဆိုမင်းအောင်နိုင်ကမင်းအောင်နိုင်ကအာနာသိမ့်ပြီးနောက်ပိုင်းရည်သွက်မနိုင်တဲ့ စစ်ရာဇဝဲမှုလူသားမျိုးနဲ့တပ်ဖြတ်မှုတွေကိုမပြောနဲ့အောင်အာနာတိန်တဲ့တစ်ချက်ထဲနဲ့နေမင်းအောင်နိုင်ဟာတေတံချလို့ရပါပြီအဲ့ဒါကတော့ရာဇဂတ်ကြီးပုံမှန်1 to 1ဆိုတာရှိပါလားရာဇဂတ်ကြီးပုံမှန်1 to 1ဂါကြီးအရမင်းအောင်နိုင်ဟာနိုင်ငံတော်တစ္ဆာထောက်ပြပြီးနိုင်ငံတော်ပုံကံမှုကျွလွန်တဲ့အမှုကိုကျွလွန်ထားတာဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံမှာတေတံပေးခံလို့တေတံပေးလို့ရတဲ့အမှုခဏမှုရှိတယ် အဲ့ဒီတဲမှာနိုင်ငံတစ္ဆာဖောက်ပြက်ပြီးနိုင်ငံတော်ပုံကန်တဲ့အမှုကိုကျူးလွန်တဲ့သူဟာပေတံချမိုက်မတ်မမိုက်ထုံတန်ည20ချမှတ်တာကိုခံရမှာမင်းအောင်လည်းဘာကြောင့်နိုင်ငံတော်ပုံကန်မှုကျူးလွန်တာလဲနော်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအကြီးအကဲတိနိုင်ငံတော်တမရဖြစ်သည်နိုင်ငံရဲ့အထွတ်ထိပ်တိနိုင်ငံတော်တမရဖြစ်သည်အဲ့တော့နိုင်ငံတော်ဆိုတာပြည်သူအများစုကိုရည်ညွှန်းပေမဲ့နိုင်ငံတော်ရဲ့အင်္ဂါမှာ ဘသူကိုအင်္ကာဆောင်လဲဆိုရင်တမထာဟာနိုင်ငံရဲ့အင်္ကာဆောင်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့စကားပြောလိုက်နိုင်ငံရဲ့အထွတ်ထိပ်ဖြစ်တဲ့တမထာကနိုင်ငံတော်ကိုအင်္ကာဆောင်ပါတယ်အဲ့ဒီအတွက်လက်ရှိမင်းအောင်လှိုင်ဟာတမထာကြီးဦးဝင်းမြို့ကို လာဖမ်းလာပြီးမနက်9နာရီမှာပါနော်နေပြီးတော့အထူးတရားရုံးမှာနိုင်ငံတော်တမထာဦးဝင်းမြို့ကိုတိုင်ကျွန်တော်ကိုစစ်သားတွေလာဖမ်းတဲ့အချိန်မှာမနက်9နာရီဖြစ်ပါတယ် လုံကျော်ရင်တပ်ဖွဲ့ဝင်တွေကတမနာခြံဝင်းထဲမှာနေရာတွေအပြည့်ယူထားပြီးတော့ဘိုချုပ်ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကအပါခေါင်းဆောင်ပြီးတော့ပေါ့သူ့ကိုတမနာကိုလာတယ်ပြီးတော့ကျမ်းမာရေးကြောင့်နှုတ်ထွက်ပါတယ်ဆိုပြီးလက်မှတ်ထိုးခိုင်းပါတယ်အဲ့တော့တမနာကပြန်ပြောတယ်ကျုပ်ကျမ်းမာရေးလည်းကောင်းတယ်တောင်ဝင်ကိုလည်းထမ်းဆောင်နိုင်တယ်နှုတ်ထွက်တယ်အကြောင်းမရှိဘူးလို့ပြန်ပြောတဲ့အချိန်မှာအဲ့ဒီမင်းအောင်လှိုင်ရဲ့လက်ပါစေနှစ်ကောင်က အဲ့လိုနှုတ်မထွက်ဘူးခေါင်းမာမယ်ဆိုရင်ပုံကိုရင်ထိခိုက်မှုတွေဖြစ်လိမ့်မယ်လို့တမဒါကိုချိန်ချောက်ပါတယ်အဲ့လိုချိန်ချောက်တဲ့အချိန်မှာတမဒါကငါအသက်သေရင်သေပါစေလက်မှတ်မထိုးနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်မင်းအောင်လှိုင်ကြီးအနတ်တိုင်းပြည်ရဲ့အာဏာကိုတမဒါကလွှဲပြောင်းပေးတာမဟုတ်ဘဲနဲ့သူကိုယ်တိုင်လက်နဲ့အာကိုအနိုင်ကျင့်ပြီးတော့အာနာတိန်းတဲ့ဟာရောက်သွားတာ။ဒါကြောင့်မို့လို့အဲ့ဒီအမှုတစ်ခုတည်းနဲ့တင်မင်းအောင်လှိုင်ဟာပေဒံတို့မဟုတ် နှစ်နှစ်ဆယ်အ ਨੇ ဆုံးချမှတ်နိုင်တဲ့ထောင်တန်းကိုကျူးလွန်ထားတဲ့ပြစ်မှုရဲ့ရာဇဝဲကောင်ဖြစ်သွားတာပါအဲ့တော့အာနာသိန်းနာမှာနေရာဇဝဲကောင်ဖြစ်သွားတဲ့အတွက်နောက်ပိုင်းနောက်ပိုင်းအခုပဇီးဖြစ်စဉ်တို့ဒီဘင်းဖြစ်စဉ်တို့ရခိုင်ဖြစ်စဉ်တို့တနိုင်ငံလုံးမှာလူသားမျိုးနွယ်ကိုတပ်ဖြတ်နေတဲ့ဒီစစ်ရာဇဝဲမှုတွေကထက်တွက်လိုက်မယ်ဆိုရင်အ ਨੇ ဆုံးဆယ်သက်လက်ရှိမင်းအောင်မိုင်တပက်ပေတန်းအဲ့ဒီတန်းနောက်ထပ်ပေးတန်းပေးတန်းပေးတန်းဆက်တက်ချတော့မင်းအောင်နိုင်ပြစ်ဖို့ကမကုန်ပါဘူး ဲ့တော့ဒါရာဇလန်ကြီးပုံမှန်မှာပါတဲ့ဥပဒေတွေတချို့တဝက်ကိုထုံထုံပြတယ်အဲ့တော့ဒီဥပဒေတွေစာဥပဒေမှာရေးထားတဲ့စာတွေကတော့ကျွန်တော်တို့ဥပဒေကိုတကျွမ်းနားလေတဲ့ဥပဒေနဲ့ရင်းနှီးမှုရှိတဲ့ဒုတွေဆိုရင်တော့တီးလိုက်မယ်တာမန်သူ့လိုကိုယ့်လိုလူပိန်းတွေအနေနဲ့ကတော့ဟိုဥပဒေမှာရေးတဲ့စာတွေကဟိုနားမလဲရများတယ်အိဗယ်ဝင်နေဖြစ်တယ်ကျွန်တော်တို့ဆိုလည်းကိုရင်းကဥပဒေကိုစလိမ့်လိုက်အချိန်တော့ဘာမှန်းတော့မသိဘူးအဲ5 years ဆိုဘာမှန်းတော့မသိဘူးเนาะအဲ့လိုဘဝကနေကိုရင်းကပြောဆိုဥပဒေအကြောင်းတေချာလစ်လာလေး ဥပဒေဆိုတာပြည်သူကိုကာကွယ်ဖို့ပြန်နှန်းထားတယ်ဆိုတာတည်တယ်ဒါပေမဲ့မြန်မာပြည်မှာအဲ့ဒီဥပဒေကိုလူတစုကလက်ကင်ထုတ်ပြီးအတုံးချပြီးတော့လုတ်ချင်တိုင်းလုတ်နေတာအဲ့တော့ကျွန်တော်လူဘိန်းစကားပဲရိုးရိုးလေးကျွန်တော်ပြောမယ်မြန်မာနိုင်ငံမှာဥပဒေပြစ်မှုတစ်ခုခုကိုကျူးလွန်ရင်ရအဲ့ဥပဒေမှာပြန်နှန်းထားတဲ့ပုံမှန်အတိုင်းတရားစီရင်ခံရနိုင်တယ်နော်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီဥပဒေပုံမှန်တစ်ခုခုကိုစစ်တပ်ခေါင်းဆောင်ကကျူးလွန်ရင်အဲ့စစ်တပ်ခေါင်းဆောင် အဲ့ဒီဥပဒေပုံမှမပါရှိတဲ့ပြစ်ဒဏ်ကြခံစရာမလိုဘူးလားလိုလားလိုပါတယ်နော်ဟုတ်တယ်နော်လိုတယ်တမနာပဲဖြစ်ဖြစ်နိုင်ငံရဲ့ဒီစစ်ကောင်းဆောင်ပဲဖြစ်ဖြစ်အဲ့တော့ကာကွယ်ရေးဦးစီးချုပ်ဆိုတာတိုင်းပြည်ရဲ့အင်္ဂါစင်အရညွန်ညုတ်အစင်ပဲရှိတယ်လို့ဖြိုးမင်းသိန်းပြောခဲ့တာတကယ်မှန်တယ်လေအင်္ဂါစင်နံပါတ်၈မှာပဲရှိတယ်လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်ရဲ့အစင်ဟာနံပါတ်၈မှာပဲရှိတယ်သူ့အစင်ဟာဒါပေမဲ့သူ့မှာတနတ်ရှိတဲ့အတွက်ဘာဖြစ်လဲလူပေါင်းဝဝင်ကြတယ် ဒါပေမဲ့ तू ကတိုင်းပြည်မှာကြီးလိုက်ရင်နိုင်ငံကောင်းဆောင်မဟုတ်ဘူးအင်္ဂါစင်ရှစ်မှာပဲရှိတယ်ကာကွယ်ဦးစည်းချုပ်ဆိုတာနော်အညွန်ကြိုင်းမှုချုပ်အစ်စ်လို့ပြောတာအဲ့ဒါဖြစ်လို့ပြောတာအဲ့တော့မင်းအောင်နိုင်ဟာနိုင်ငံရဲ့အထွတ်အထိပ်ဖြစ်တဲ့တမဒါကိုအန်တိုင်းပြည်ကိုအာဏာသိမ်းတယ်ထောင်ဝက်60နှစ်လို့88လို့နဲ့မတူတာကဘာဖြစ်လို့ထောင်ဝက်60နှစ်မှာဆိုရင်ဒီအာဏာရှိတဲ့ဝန်ကြီးချုပ်ကဘာဖြစ်လဲစစ်တပ်ကိုအာဏာလွှဲပြောင်းပေးရတယ် ူကိုယ်တိုင်လွှဲပြောင်းပေးလိုက်တာအခုတမတိုင်းအဝင်းမြစ်ကိုယ်တိုင်မင်းအောင်နိုင်ကိုလွှဲပြောင်းပေးလိုက်တယ်ဆိုရင်မင်းအောင်နိုင်ကပြစ်မှုမမြောက်ဘူး तू ဟာနိုင်ငံအာဏာကိုထိန်းသိမ်းမှုရှိတယ်ဒါပေမဲ့အခုတမတကလွှဲလဲလွှဲမပြောင်းပေးဘူးအဲ့ဒီလွှဲမပြောင်းပေးတဲ့တမတကိုနော်သူတို့ကကာလုံခေါ်တယ်ဆိုပြီးအာဏာယူတယ်ပြောတယ်ကာလုံခေါ်တာကမနဲ့9နိုင်ပါတမတကိုလာဖမ်းတာမနဲ့9နိုင်ကြီးကဖမ်းသွားတာအဲ့တော့မနက်9:00မှာမင်းအောင်နိုင်ရတမနာကိုဖမ်းဆီးခွင့်မရှိဘူးလေဟုတ်တယ်နော်ရှိလား အဲ့တော့ငါတို့အားပေးတဲ့ခေါင်းဆောင်မို့လို့ငါတို့ထောက်ခံတဲ့ခေါင်းဆောင်မို့လို့ဘာပဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးလုပ်မယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့လူမလုံနဲ့တော့တလိဆန်တို့ကိုယ့်ကိုတတ်မှတ်လိုက်ခမားတို့ကကိုယ့်ကိုလူလို့တတ်မှတ်တယ်ဆိုရင်အမှားနဲ့အမှန်ကိုလက်ခံနိုင်ရမယ်ဟုတ်ကဲ့ဒါတော့ကုစီသုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါရနော်အဲ့တော့ဘင်္ဂလားဒေ့ရှ်မှာတော့တကယ်ပဲဝစ်လေတာမြန်နေပေါ့နော်ကျွန်တော်မြန်မာပြည်မှာတော့မင်းအောင်လိုင်းရဲ့ရက်ဆက်မှုတွေကဝစ်လေတာမရောက်သေးဘူးနော်အခုတဖြည်းဖြည်းနဲ့တော့ရောက်လာပြီဒါပေမဲ့လည်းဆုံးဆုံးမရောက်သေးဘူးအဲ့တော့သူကအခုချိန်မှာဆိုရင် ရှေ့ဟာစီနာတဲ့အစပေါင်းတထောင်ဆိုးတယ်ပေါ့နော်ရှေ့ဟာစီနာလို့ဒီဆန္ဒပြတဲ့အချိန်မှာပဲတက်တာမဟုတ်ဘူးเนาะမြူနီမျိုးစုံတွေကိုတက်နေတာဖြစ်တယ်ကြောင်းတွေကိုလည်းဘုံကျဲနေတာပေါ့နော်ကလေးငယ်တွေတေးတာဆိုလည်းနဲတာမဟုတ်တော့ဘူးเนาะအခုဆိုလည်းပြည်သူတွေကိုရန်သူဆိုပြီးမှသူဘုံကျဲနေတာတွေ့ရပါတယ်အဲ့တော့ဒီကျူးလွန်ထားတဲ့ဟာတွေအားလုံးအတွက်ပေါ့နော်မကြခင်မှာဒီအမြန်ဆုံးပေါ့နော်ဝိလေပါစေလို့ကျွန်တော်ကဆူတောင်းပေးနေတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုဆုံးသက်လိုက်ပါနော် ဟုတ်ကဲ့အစားဆုံးချိန်ပေးကြပြီးမှပြည်ရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူကြပါခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငှလင်ပေးဘေးအနေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။